င်္ဂလာပါ PK develop ကကြိုဆိုပါတယ်ဒီနေ့တော့ ESA Predator Helio Neo Cysti ကိုကျွန်တော် unboxing လုပ်ကြည့်ကြမယ်ပေါ့နော် unboxing ဒါကတော့ဒီဗီဒီယိုမှာကျွန်တော် unboxing အသီးသန့်လုပ်မယ်ဘာလို့လဲဆိုတော့ဒါမျိုးက unboxing လုပ်ဖြစ်ခဲ့တယ်ပေါ့နော် ESA ကိုမှ Nitro Series ကိုတော့ကျွန်တော် unboxing တွေ review တွေလုပ်ထားပေးမယ် Predator Series ကတော့အခုပထမတစ်ခေါက်တော့ကျွန်တော်လုပ်တယ်ပေါ့နော်ဒါပေမဲ့တိတ်ပြီးတော့ unboxing မလုပ်ဖြစ်လိုက်ဘူး ဗီဒီယိုမရိုက်ဖြစ်လိုက်ဘူးဗျာအဲ့တော့ဒီမှာကတီးတဲ့ကျွန်တော်အန်ဘောင်းစင်သွားမယ်နောက်ဗီဒီယိုမှာတော့ first impression နဲ့ mini review လေးကျွန်တော်လုပ်ပေးပါမယ်အဲ့တော့ဒီ Acer Predator CE ကိုအန်ဘောင်းစင်လေးစလုပ်မယ်ဗျာသူကဒီဘူးထဲမှာဘူးထက်ရှိသေးတယ်ပြမယ်ခဏလေးစောင့်ကြည့်လိုက်ဒီဘူးထဲမှာမှာဒီမှာဘူးတစ်ဘူးထက်ရှိတာဗျာအိုးယိုဒီမှာလဲထပ်ပြီးတော့ parking ရှိသေးတယ် specification တွေကတော့ဗျာ39ပဲ Intel ရဲ့ Core i5 14500 H8 ကိုသုံးထားပြီးတယ် Nvidia ရဲ့ RTX 4060 8G အဲ့ပြီးတော့ RAM က 16G SSD က512ပြီးွားလို့ရှင်တော့ဒီအဓိကဒီ laptop ရဲ့ main theme ဖြစ်တဲ့ display ဘိုင်း display ဘိုင်းက900 nit IPS LCD ကိုသုံးပေးထားပြီးတော့ color accuracy က DCI-P3 100%ရမယ်ကျွန်တော်ဒီ laptop ကိုဝယ်ဖို့ညွှန်းပေးပြကြတာကလည်းပဲအဲ့ဒီဟာကထိတ်ဆုံးမှပါတယ် ကာလာလေးလည်းမှန်ခြင်းနဲ့ graphic လည်းပါခြင်းနဲ့ဒါပေမဲ့ O လည်းမဟုတ်လဲရတယ်ဆိုတဲ့သူကြတော့ဒီကောင်ညုံးပြစ်ပြစ်တယ်ဈေးက maybe သူ့ကိုမှာပေးတော့က53ဒိန်းနဲ့မှာပေးထားတာအဲ့တော့ခင်ဗျားတို့နေနဲ့ဒီ laptop ကိုဒီဈေးနဲ့ကြိုက်လားမကြိုက်လားဆိုတာတော့ comment မှာပြောသွားပြီးလို့ရတယ်အဲ့တော့ကျွန်တော်ခဏနေ unboxing ခဏနေမဟုတ်ဗျာအခု unboxing လုပ်ပြီးမယ် okay စကားတွေရှည်မနေတော့ဘူးဖောက်ကြရအောင် okay okay ตรงนั้นกูคิดว่าสวยแหละ ပြီးွားရင်ဟုတ်ဒါအထက်ကနှိုက်ထုတ်ရမယ်ဟာကြီးပေါ့နော်အေးနှိုက်ထုတ်ရတာကြီးကကျွန်တော်သိတဘုံမကြောက်ဘူးဒီဘေးဘေးမှာကအဲ့တော့အရင်ထုတ်လိုက်ပေါ့နော်ဟွာတင့်လာပဲခြာချင်းတုံးချင်းနေဒါဟုတ်တယ်မဒီလိုလေးလာဟဲ့မသိရင်အောက်ကဆွဲရမလို့မဟုတ်ဘူးဟာယိုယိုယိုထဲမှာဘာမှရှိအောင် โอเคแค่นั้นแหละตะชาแท้อ่ะมาพออีดิมาจี้เว้ยဒါတော့ဘာညာတရကစာရွက်စာရမ်းနေပေါ့နော်ပြတာစောက်တယ်โอเคလက်တော့ရလေးပဲဟာတစ်နေရပဲလုံးဝ work station အဆင့်ရှိရဥစားပေါ့နော်ဝါโอ้ ဟိုလာရဟဒါကျွန်တော်အရင်တစ်ခေါက်ဖောက်ဘူးတယ်ပေါ့နော်ဖောက်ဘူးတယ်ဖောက်ဘူးတော့ဟိုဝါလာတာဆိုပြီးတော့အဲ့လိုဖြစ်မသွားဒီမှာဒီဘက်မှာကခင်ဗျားတို့အကြိုက်နော်ခင်ဗျားတို့အကြိုက်ဒီမှာကြည့်လိုက်တစ်ချက်ရှိုးဒါကြီးကိုတစ်ချက်ရှိုးဗျာဒီမှာအသွင်းကျိုးပါတယ်ဒီမှာအဒပ်တာကိုတစ်ချက်ရှိုးအဒက်ပတာယူရှုဒီကောင်ကလေ ဘလောက်ဝတ်ထွက်လဲဆိုတော့ဒီ laptop ရဲ့ GPU က TDP 140ဝတ်ရှိတယ်ပြီးတော့ i5 14500 ASIC ကလည်းပဲပါသေးတယ်အဲ့နှစ်ခုလုံးနဲ့သူ့မှာပါတဲ့900 nit display ကြီးကိုပေးဖို့ဆိုပြီးတော့အကုန်လုံး total ကို330ဝတ်ရှိတယ် adapter ထည့်ပေးထားတာလုံးဝ heavy ပဲအကြီးပဲအဲ့တော့ကျန်းကျင်ရမ်းကျင်နေဆိုရင်တော့အဆင်ပြေလိမ့်မယ်အဲ့ design color ဘာညာအနိထားရတော့ဒီမှာ ဒီနေရာလေးကမီးလင်းရင်တော့ဘူကောင်းမယ်ဒါပေမဲ့ကျွန်တော်အရင်တလုံးမှဖွင့်ကြည့်ရတော့မီးမလင်းဘူးလုံးဝဒီဒီလေးလှုပ်ပေးထားတယ်ဒီကောင်ကတော့မီးလင်းတယ်ဒီကောင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 ်တော်တော်မီးလင်းတယ်ဘောနော်လှတယ်ပြီးတော့ဒီမှာဘာညာတရကားကြီးရေးပေးထားရဗျာအဲရေးပေးထားတယ်အဲဒီမှာလည်းပဲသူတို့ကုတ်ကုတ်ကုတ်ဒီဗျာဂိမ်းဂိမ်းနေကကုတ်တယ်အဲ့လိုပဲအလွယ်ပြောလိုက်ရင်တော့အဆင်ပြေလိမ့်မယ်ပြီးတော့သူ့မှာကအဲဒီဒီဈေးဝင်းကျင်ကတကယ်တော့ budget gaming laptop entry gaming laptop တွေလောက်ပဲပေးရတယ်ဈေးကျွန်တော်ချိန်မှာအမြဲတမ်းမရဘူး ျော်စေးရတဲ့အချိန်ပဲရတာအဲ့ဒါမျိုးတွေကိုအပိဖန်းကျင်တယ်စိတ်ဝင်စားတယ်မှားကျင်တယ်ဆိုရင် PK Develop ချက်ပေါက်မှာအသေးစိတ်လာရောက်စုံစမ်းမြင်းမြန်းပြီးတော့မှားယူလို့ရတယ်အဲ့တော့ကြော်ညာလေးပြီးတော့ကျွန်တော်ဆက်သွားမယ်ပေါ့နော်အဲ့တော့ခင်ဗျားတို့ဒီအပေါ်ပိုင်းဒီပိုင်းလုံးနဲ့ပြီးွားရင် laptop ကိုဖွင့်လိုက်ရင်ရမယ်ဒီအောက်ပိုင်းနဲ့အဲ့ဒါတွေဒီလုံးဝ aluminium အရသာနဲ့ပေါ့နော်အထီးအတွေ့အဲ့လိုမျိုးကန်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘယ်လိုပြောမလဲ premium laptop တစ်လုံးနီးနီး န်စားချက်ကောင်းတယ်ပြီးတော့ screen မှာစောစောကပြောဖို့ကြံသွားတာက240 hz screen ကျွန်တော်တို့120ဟက်လည်းမဟုတ်ဘူး144ဟက်လည်းမဟုတ်ဘူး165ဟက်လည်းမဟုတ်ဘူးနော်240ဒီစီဒီ laptop ဒီ spec နဲ့ဒီလို screen spec ကိုထည့်ထားပေးတာကစဉ်းစားကြည့်လိုက်ဘယ်လောက်လန်လဲဆိုတော့အဲ့တော့ဒီ spec နဲ့မကျင်တတ်သေးဘူး i5 မကြိုက်ဘူးဆိုရင်လည်းပဲဒီလိုမျိုး laptop မှာ i90 ရွေးလို့ရတယ်ကို i90 ရွေးလို့ရတယ်ဗျာ1400 CD ုအိုင်နိုင်တောင်း၄၀၀ CDD ရွေးလို့ရတယ်ဆိုတော့ထပ်ပြီးတော့မြင့်ကျင်နဲ့ပတ်စံပိုတုံးကျင်နဲ့အဆင်ပြေတယ်။အဲမတုံးဘတ်ဂျက်လောင်းနဲ့ပဲ display ကောင်းကောင်း laptop တလုံးလိုချင်တယ်။ gaming laptop တလုံးလိုချင်တယ်။လိုအပ်ရလိုအပ်တယ်လို့ performance ကိုဆိုးစွဲထုတ်ဖို့အတွက် gaming laptop တလုံး workstation laptop တလုံးရှာနေရဆိုရင်တော့ဒီကောင်ခင်ဗျားတို့အဆင်ပြေလိမ့်မယ်။ Acer Predator Helio Neo 60 2024 version 2025လေးထွက်တယ်2025ကတော့80 80 90တရာတွေသူဟာနဲ့သူအစုံဖြတ်သွားလိမ့်မယ်ပေါ့နော်9060 CD တွေ9080 CD တွေလည်းဝင်လာပြီဆိုတဲ့အခါကျတော့ဒါတော့လောဆယ်2025ပါရှင်အဲ့တော့ဒီဇိုင်းကလာအနေထားကတော့ခင်ဗျားတို့ port ကိုတစ်ချက်ရှုဒီမှာ ethernet port လမ်းပေါက်ပါတယ်ဒီမှာ USB type A micro SD card ပေါက်ကြီးထည့်ပေးရတော့ကျွန်တော်အဲ့ဒီထဲမှာမကြိုက်တဲ့ထဲမှာပါတယ်ပေါ့နော် full size SD card ထည့်ပေးလို့ရတယ်ဒီလောက်တက်ဒီလောက် ကြီးတဲ့ laptop မှာအဲ့ဒါကတော့ထည့်ပေးတင်တယ်လို့ကျွန်တော်မြင်တယ်ပြီးွားရင်ဒီဘက်မှာ type in နှစ်ပေါက်မစိုးပါဘူးကိုလင်းမိုင်းနေရကျွန်တော်တို့ဘေးဘက်တီရောနောက်ဖက်တီရောအကုန်ထုတ်ပေးထားတယ်ပြီးွားရင် port တွေကဟိုဘက်ဘေးဒီဘက်နေဘေးနေတယ်မပြီးသေးဘူးကျွန်တော်အကြိုက်ဆုံးဖြစ်တယ်ဒီ port ကိုနောက်ဖက်အားသွင်းတဲ့ဒီ charging port ကြီးရဘေးမှာဆိုရင် mouse နဲ့ရှုပ်တယ်ဗျာတည်လားအဲ့ဒါကိုသူကနောက်ဖက်ကိုထည့်ပေးထားတာအဲ့ဒါကတော့သဘောကျရတယ်ပြီးတော့ HDMI ဘောက်လိုမျိုးဟာတွေကိုနောက်ဖက်မှာထည့်ပေးထားတဲ့ဒါပေမဲ့ကျွန်တော်မကြိုက်တာတခုပြောပါဆိုရင် ဒီ Thunderbolt 4 support ရတဲ့ Type C နှစ်ပောက်ကိုဒီနောက်ကိုရောက်သွားတာကြီးอ่ะအဲ့ဒါကြီးရောသဘောကျစရာမရှိဘူးပေါ့နော်နောက်မှာတပောက်တာဘီးမှာတပောက်တာရင်တော်တော်အဆင်ပြေတယ်ကျွန်တော်အနေနဲ့ Type C တစ်ခါတုံးဖို့ laptop ရဲ့နောက်ကိုတွတ်တွတ်ပြီးတော့ထိုးနေရဒီတိုင်းဆိုရင်အဆင်ပြေတယ်ပြဿနာမရှိဘူးဒါပေမဲ့ laptop ယူဒီလိုဖွင့်ထားရင်ထိုးရတာအဆင်မပြေတော့ဘူးအဲအဲ့ပြဿနာလေးတစ်ခုတော့ရှိတယ်ခင်ဗျားအဲ့ဒါလေးတော့သတိထားရလိမ့်မယ်โอเคဆိုတော့ဇိုးပါနော် ဒီလောက်ဆိုလို့ရှိရင်တော့ unboxing experience first impression experience ကတော့အဆင်ပြေသွားလိမ့်မယ် keyboard ပိုင်းလေးတွေအခုဒီမှာကြည့်လိုက်တစ်ချက် show unboxing တွေထုံးစံအတိုင်းပေါ့နော်ပြီးသွားရင်ဒီမှာတစ်ချက် show ကြည့်လိုက်ဟင်းအဆင်ပြေရောမာ240ဟမ်ဒီ screen ကပြောပြအောင်မယ် Nvidia G စက်အောင် support လုပ်ပြီးတယ်တခုပဲ180 degree တော့ချိုးလို့မရဘူးဒါ gate ကုန်မယ်နောက်ပြီးတော့ဒီညလေးတွေမီးလေးရင် ပိုကောင်းမယ်ဒီနေ့ video ဒီလောက်ပဲ unboxing သီးသန့်ဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ now first impression နဲ့ mini review video ကိုစိတ်ဝင်စားလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်အဲ့တော့ဒီနေ့ video ဒီလောက်ပဲကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးအများကြီးအများကြီးတင်ပါတယ်